ဒီမိုကရက်တစ်မြမတန် DBB ရဲ့ဇူလိုင်1ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ပုတ်ကုံရငွေပြန်မဝင်တဲ့ကုမ္ပဏီ200နီးပါးကိုစစ်ကောင်စီဗဟိုဘဏ်ကအမည်ပြတ်စီရင်သွင်းလိုက်တဲ့သတင်း။ဗကုမျိုးမှာမြေရေကြီးပြီးအနေပိုင်းရက်ကွက်အချို့ရေစတင်ဝင်ရောက်နေတဲ့သတင်းနဲ့ရေးမျိုးနယ်အာယူတောင်ရှိစစ်တပ်စခန်းကုန်းကိုရေဘလူးအဖွဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ 2016ခုကနေ2020ပြည့်နှစ်အတွင်းပို့ကုန်ရောင်းဝယ်ပြန်မဝင်သေးတဲ့ကုမ္ပဏီ169ခုနဲ့အဲ့ဒီကုမ္ပဏီတွေရဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကိုအမြင့်ပြည့်စီရင်ထည့်သွင်းလိုက်ကြောင်းစစ်ကောင်စီဗဟိုဘဏ်ကဂျွန်28ရက်နေ့စဉ်နဲ့ကြေညာပါတယ်2025ခုနှစ်ဂျွန်23ရက်အထိစစ်စစ်ချက်တွေအရ2016ခုနှစ်ကနေ2020ပြည့်နှစ်အတွင်းပို့ကုန်လုပ်ငန်းတွေလုံဆောင်ထားပေမဲ့ပို့ကုန်ရောင်းဝယ်ပြန်လည်ဝင်ရောက်ဖို့ပြက်ကွက်ခဲ့တဲ့ကုမ္ပဏီ169ခုဟာနိုင်ငံသားတုံးွေဆိုင်ရာဥရေစီမင်းတွေကိုတိုင်းနာခြင်းမရှိခဲ့လို့အမြင့်ပြည့်စီရင်သွင်းတာလို့ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်အမည်ပြစီရင်တွင်းခံရတဲ့ကုမ္ပဏီတွေဟာစီးပွားရေးကဏ္ဍပေါင်းစုံကဖြစ်ပြီးအများစုကကုန်သွယ်မှုလုပ်ငန်းတွေဖြစ်ပါတယ်ဗဟိုဘဏ်ကထုတ်ပြန်ခဲ့တဲ့စီးရင်အရာကုန်ထုတ်လုပ်ငန်းတွေခီးသွွာလာရင်းနဲ့ရေထွက်ပစ္စည်းတစ်တောထွက်ပစ္စည်းမော်တော်ယဉ်ဆေးတုပ်ပစ္စည်းလေယာထွက်ကုန်ပို့ဆောင်ရေးအထည်ချုပ်စက်မှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးတမဏိတက်ထုတူဖို့ရေးနဲ့ရေချောင်းပို့ဆောင်ရေးစတဲ့အမျိုးမျိုးသောလုပ်ငန်းတွေလည်းပါဝင်ပါတယ်ပို့ကုန်လုပ်ငန်းတွေဟာပို့ကုန်တင်ပို့ပြီးနောက်ပြန်လည်ရရှိတဲ့ရငွေတွေကိုတတ်မှတ်ထားတဲ့ကာလအတွင်းပြည်တွင်းမှာရှိတဲ့သူတို့ရဲ့ဘဏ်ငွေစည်းရင်းတွေကို နိုင်ငံရေးငွေနဲ့မပြတ်မကွက်ထည့်သွင်းရမယ်လို့ဥပဒေအရပြဋ္ဌာန်းထားတာပါနိုင်ငံရေးသုံးဝေစီမံခန့်ခွဲမှုဥပဒေအရအာရှနိုင်ငံတွေကိုတင်ပို့တာဆိုရင်ပို့ကုန်တင်ပို့တဲ့နေ့ကနေရက်30အတွင်းတခြားနိုင်ငံတွေကိုတင်ပို့ပါကပို့ကုန်တင်ပို့တဲ့နေ့ကနေရက်60အတွင်းထည့်သွင်းဆောင်ရွက်ရမှာဖြစ်ပါတယ်တမတ်ကာလအတွင်းပို့ကုန်ရငွေတွေကိုဘဏ်ငွေစည်းရင်းကိုပြန်လည်ထည့်သွင်းဖို့ပြက်ကွက်ပါကတနည်းထက်မပို့တဲ့ထောင်ဒဏ်ငွေဒဏ်သို့မဟုတ်ဒဏ်နှစ်ရက်လုံးကိုချမှတ်ခံရမှာဖြစ်ပါတယ် မွန်ပြည်နယ်ရေမြို့နယ်အာယူတောင်ကျေးရွာရှိစစ်ကောင်စီ343စခန်းကုန်းတစ်ခုကိုဇူလိုင်1ရက်မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ရေဗလူတော်လိုင်းရေးတပ်ဖွဲ့စီကနေသိရပါဗျ။စစ်ကောင်စီတပ်စခန်းကုန်းကိုဒီကနေ့မနက်မနက်9နာရီမှာရေဗလူအဖွဲ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမနက်9နာရီ45မိနစ်မှာအပိသက်သိမ်းယူနိုင်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားချိန်45မိနစ်ကြာခဲ့ပြီးတပ်ဖွဲ့ဝင်တယောက်ကြာဆုံးသွားတယ်လို့ရေဗလူတပ်ဖွဲ့တာဝန်ရှိသူကပြောပါဗျ။ရေဗလူအဖွဲ့ဟာမွန်ပြည်နယ်ရေမြို့နယ်အတွင်းရှိအာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာတွေနဲ့စစ်ကောင်စီ ောက်တိုင်တွေကိုချေမှုန်းနေတဲ့တော်လန်ရေးတပ်ဖွဲ့ဖြစ်ပြီးအာယူတောင်စခန်းကုန်းတိန်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ယောက်သေဆုံးပြီးစခန်းဆုံးခွာထွက်ပြေးသွားကြတယ်လို့ရေဘလူးတော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူစီကနေသိရပါဗါးထိုင်းမြန်မာနယ်စပ်တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်တနင်္လာရီမောတောင်ကုန်းတော်ရေးလမ်းကြောင်းကိုဂျွန်တရက်မှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေနှစ်ဖက်စလုံးကဖြတ်တန်းသွားလာခွင့်ပေးခဲ့ပေမဲ့ရပိုင်းအတွင်းမှာစစ်ကောင်စီတပ်ဘက်ကတိုက်ခိုက်တာတွေထိုးစစ်ဆင်တာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရပါဗါး ပဲဘကိုးမျိုးကအနေပိုင်းရက်ကွက်တချို့မှာဂျွန်30ရက်ညပိုင်းကစတင်ပြီးရက်ကွက်ထဲတိတိတသာရေဝင်လာတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ကြောက်ကြီးစုရက်ကွက်၊ကန်တာယာရက်ကွက်၊ဇိုင်းတောင်ရက်ကွက်၊ဇိုင်းမြောက်ရက်ကွက်၊ကြောက်ကြီးစုရက်ကွက်၊ခေါင်းစေးကျွန်းရက်ကွက်၊ရွာတိရက်ကွက်၊ဆက်ပိုင်းရက်ကွက်၊ရွှေနေသာရက်ကွက်၊အိုးလေးစုရက်ကွက်နဲ့မြို့တင်ငါရက်ကွက်စတဲ့ရက်ကွက်တွေရဲ့အနေပိုင်းတွေမှာတပေခွဲကနေလေးပေခွဲအထိရေဝင်ရောက်လာတယ်လို့ဒေသခံတယောက်ကပြောပါဗျ။ဘကိုးမျိုးအတွင်းဂျွန်28ရက်ကစတင်ပြီးရေတက်လာတာဖြစ်ပေမဲ့ဂျွန်30ရက်ညပိုင်းမှာရက်ကွက်တွေထဲကိုရေစတင်ဝင်ရောက်လာ တာကြောင့်လက်တလောစိုးရိမ်စရာအခြေအနေတော့မရှိသေးဘူးလို့ဗကုမျိုးကံကပြောပါရယ်လက်တလောတော့ကြိုတင်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားကြပြီးရေတိထက်ပုံများလာမယ်ဆိုရင်တော့ရေဘေးကယ်ဆယ်ရေးစခန်းတွေနဲ့ကုန်းမြင့်တဲ့နေရာတွေဘေးကင်းတဲ့နေရာတွေစီရွှေ့ရမယ်လို့လည်းပြောပါရယ်ဗကုမြင့်ရေရဲ့စိုးရိမ်ရေမက880စင်တီမီတာရှိပြီးအခုလက်ရှိမှာစိုးရိမ်ရေမက်အောက်တပေးကျော်ကိုရောက်ရှိနေပြီလို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဇူလိုင်1ရက်မနက်8နာရီမှာထုတ်ပြန်ထားပြီးရေကန်အနည်းနဲ့မြေနှိပ်ပိုင်းနေထိုင်သူတွေအနည်းနဲ့ရေရည်မြင့်တက်လာပါကရှောင်ရှားဖို့ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတန်းတဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်ကဒေသတချို့မှာကြားပြန်ကိုင်းတွေဆက်လက်ပတ်နေတယ်လို့ဒေသခံတွေကပြောပါရယ်ရှမ်းပြည်နယ်အတွင်းကမိုင်းရှူဝမ်ဟိုင်းဟိုက်ပူတန်ရန်နဲ့မိုင်းဟဒေသတို့မှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေဖြစ်တဲ့ကြားပြန်ကိုင်းတွေရှိနေတယ်လို့ဆိုပါရယ်အဲ့ဒီဒေသတွေကိုစစ်တပ်နဲ့ SSPP တို့ကပူးပေါင်းထိန်းချုပ်နေတာဖြစ်ပြီးကြားပြန်ကိုင်းတွေဘက်ကအခွန်ပေးဆောင်ကလုပ်ငန်းလက်ပတ်နေတာလို့လာရှိုးမျိုးနေအမျိုးသားတယောက်ကပြောပါရယ်နောက်ထပ်လာရှိုးဒေသခံအမျိုးသားတယောက်ကလည်းကြားပြန်ကိုင်းတွေမှာအသက်မပြည့်သူတွေရှိနေပြီးနှိမ့်ဆက် မြင်ပတ်မှုတွေကြုံနေရတယ်လို့ပြောပါရယ်နိုင်ငံတကာအာရုံစိုက်လာတဲ့ကြားဖြန့်ခိုင်းတွေကိုထိထိရောက်ရောက်နှိမ်နှင်းမယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်ဦးကြီးမဲအောင်လှိုင်ကအခုနှစ်ဖေဖော်ဝါရီလမှာထုတ်ဖော်ပြောထားပါရယ် ရန်ကုန်မြို့ကံတော်ကြီးအတွင်မှာဒုစရိုက်မှုတွေများလာတဲ့အတွက်ကျူးကျော်နေထိုင်နေသူတွေကိုစစ်ကောင်စီရဲတပ်ဖွဲ့ကလာရောက်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကံတော်ကြီးမျိုးစင်ကျွန်းဘက်ရှိချစ်သူကျွန်းနာမှာကျူးကျော်တဲတွေနဲ့နေထိုင်နေတာကိုဓာတ်ပုံနဲ့တကွလူမှုကွန်ရက်မှာပြန့်နှံ့လာပြီးနောက်ပိုင်းသွားရောက်ရှင်းလင်းခဲ့တာလို့သိရပါဗျ။စစ်တပ်အနာသိမ်းပြီးနောက်ပိုင်းကျူးကျော်တွေပကံလုံးကျွန်းမှာအခုလိုရောက်လာပြီးတဲ့နောက်ကံတော်ကြီးတစ်ဝိုက်မှာရာဇဝတ်မှုတွေထူပြောလာပြီးအလောင်းရည်တွေပြစ်ချတာတွေရှိလာတယ်လို့ကံတော်ကြီးဦးရင်အတွင်းအလုံးလုံးနေသူတယောက်ကပြောပါဗျ။အဲ့ဒီမှာပိုက်ချတဲ့သူတွေအများဆုံးနေကြပြီး ခုလိုလာရှင်လဲခဏပဲဖြစ်ပြီးတော့ပြန်ရောက်လာကြတယ်လို့ဆိုပါရယ်အဆိုပါကျူးတွေကိုမင်္ဂလာတောင်ကျော့ရဲစခန်းကရွန်28ရက်မှာလာရောက်ရှင်းလင်းသွားတာဖြစ်ပါတယ်ညနေမောင်ဝင်ပြိုးစားအချိန်ကစပြီးကန်တော်ကြီးပတ်လန်းတစ်လျှောက်ဟာလူရမှုတွေများလာတာကြောင့်သွားလာဖို့မသင့်ဘူးလို့အနီးနားမှာနေထိုင်သူတွေကပြောပါတယ်